ဘာဒီကတချိန်ကလက်စတာတန်းဆင်းသွားတာတော့အသင်းမပြောင်းပဲလက်စတာနဲ့အတူချန်ပီယံရှစ်ကိုလိုက်သွားတဲ့သူကအခုနှစ်မှာလေလက်စတာကနောက်တစ်ချိန်တန်းဆင်းပါပြီဒီတစ်ခါတော့ဘာဒီတယောက်လိုက်သွားမှာမဟုတ်တော့ပါဘူးမင်္ဂလာပါခင်ဗျာဆော့ကာဟစ်စထရီကနေကြိုဆိုပါရစေဒီဗီဒီယိုကိုယူယူကနေကြည့်နေရဆိုရင် view gain လေးခံမိကြည့်ပေးကြပါသူကဒီရာသီကုန်မှာပဲအတင်းနဲ့အတူလမ်းခွဲတော့မှာပါဂျန်နရီဘာမှမပြောခင်ဗာဒီနဲ့ပတ်သက်ပြီးကျွန်တော်သဘောကျတဲ့အချက်လေးတွေအရင်ပြောပါမယ်အရင်ဆုံးဗာဒီကလက်စတာပေါ့ သစ္စာရှိခဲ့တာကိုသဘောကျပါတယ်လက်စတာနဲ့အတူအောင်မြင်မှုတွေရယူနိုင်ခဲ့တာကိုလည်းသဘောကျပါတယ်ဘာဒီဘာကြောင့်လက်စတာကိုသစ္စာရှိခဲ့လဲဆိုတာကိုလည်းကျွန်တော်ပြီးရင်ဒီဗီဒီယိုလေးမှာထည့်ပြသွားမှာပါဗာဒီကလက်စတာနဲ့တန်းပြန်တက်လာပြီးတော့ crosses in vardy's there တော့တန်ဟမ်နဲ့တွေ့တယ်ပရီးမီယာလိပွဲစမှာတော့တန်ဟမ်ဘက်ကိုဂိုးသွင်းအပြီးမှာပရီးမီယာလိတစိုက်ကိုလက်ညိုးနဲ့ထိုးပြပြီးသူတို့ကတစ်ချိန်မင်းတို့က0ဆိုပြီးခြေပြခဲ့ပါသေးတယ်နောက်ပြီးလက်စတာနဲ့လမ်းခွဲမယ်လို့ကြေညာပြီး ပြီးခဲ့တဲ့ရက်စောင်းသန်းနဲ့တွေ့တဲ့ပွဲစဉ်မှာလည်းဂိုးတကူသွင်းခဲ့ပါတယ်။အဲ့ဒီပွဲချိန်အတွင်းမှာကွင်းလယ်တိုင်းကထိခိုက်မိပြီးလဲကျသွားချိန်မှာလဲကျသွားတာကကွင်းလယ်တိုင်းကိုယ်တိုင်ဖြစ်လို့ပွဲကိုရနာဖို့ဝစီမှုံမဲ့သူမရှိပါဘူး။ဒီမှာဂျီမီဗာရီကကွင်းလယ်တိုင်းနာကိုပြေးသွားပြီးကွင်းလယ်တိုင်းလက်ထဲကဝစီကိုမှုတ်ပြီးပွဲကိုရနာခိုင်းခဲ့ပါတယ်။ဗာရီမှာလူသားဆန်မှုနဲ့ကိုကျင့်တရားကောင်းရှိကြတွေကိုတွေ့ရပါတယ်။ကျွန်တော်သဘောကျတဲ့အချက်တွေပြောရင် topic နဲ့လွဲသွားမှာဆိုလို့လူရင်းကိုပြန်သွားပါမယ်။ ာဒီကိုလက်စတာကနေထွက်ချင်အောင်လုပ်ခဲ့တဲ့အချိန်9ကြိမ်အောင်ရှိခဲ့ပါတယ်ဒါပေမဲ့ဘာဒီကအဲ့ဒီ9ကြိမ်စလုံးကိုတောင်းခံပြီးအသင်းမှာအမြဲရှိနေခဲ့တဲ့ကစားသမားပါဘာရီလဲဆိုတာကဲဆက်လိုက်ရအောင်ပါ1ကန်တီနီယာကိုအစားမထိုးနိုင်မဲ့ရောင်းချခဲ့ခြင်းလက်စတာရဲ့အကြောင်းကပြောရရင်ပုံမြင်တဖို့လိုပါပဲသူတို့ရဲ့ကြိုးစားအထောက်အမှုနဲ့မဖြစ်နိုင်ဘူးဆိုတာတွေကိုလုပ်ပြခဲ့တာအနေနဲ့အတက်ကြကျန်းနာတွေကဇလန်းဆန်နေလက်စတာက Premier League ဖလားကို low profile အသင်းအနေနဲ့ 2015 2016ရာသီမှာနီးပြ Runway Radiant 2စုကူးနိုင်ခဲ့ပါတယ်။ဒီလိုစုကူးခဲ့ပြီးမှပဲနောက်ရာသီမှာ Leicester ကကန်တီကို Chelsea ကိုရောင်းထုတ်ခဲ့ပါတယ်။ Leicester Premier League Plus စုကူးနိုင်ခြင်းမှာကန်တီကအရေးပါပါတယ်။ကွင်းလေအဖြစ်မှာကန်တီဒိုင်ကန်ဖျက်ပေးခဲ့တာတွေက Leicester Champion ဖြစ်ရေးအတွက်အဓိကထောက်တိုင်တွေကတစ်ခုဖြစ်တယ်။ Leicester ကဒီလိုကစားသမားကိုရောင်းထုတ်ပြီး quality ကစားသမားကိုပြန်စားမထိုးနိုင်ခဲ့ဘူး။ကန်တီနေရာကိုပြန်ဖြည့်ဆည်းနိုင်ခဲ့ပါဘူး။ကန်တီကအဲ့ဒီချိန်က Leicester ရဲ့နောက်ခံလူတွေဖြစ်တဲ့ ဝက်စ်မော်ဂန်နဲ့ရောဘတ်ကူဒိုနဲ့တွဲဖက်ပြီးခံစစ်ကိုမာကျော်အောင်တိဆောက်နိုင်ခဲ့တယ်လို့သူ့ရဲ့ဘောလုံးဖြတ်ထုတ်ပြီးမာရစ်စီကိုပို့ပေးမာရစ်ကတဆင်ဘာဒီကိုဖန်ပြီးပေးဘာဒီကဂိုးသွင်းဒီလိုမျိုးကန်ဒီကလက်စတာကွင်းလယ်မှာလွှမ်းမိုးမှုကြီးမားခဲ့ပါတယ်။ကန်ဒီထွက်ခွာသွားခြင်းကဘာဒီကိုစိတ်ပျက်စေခဲ့ပါတယ်။နှစ်မာရစ်ကိုရောင်းချခြင်းမာရက်လိုဘာဒီအတွက်ကိုးရီဖန်ပြီးနေတဲ့ကွင်းလက်ကစားသမားကိုရောင်းချခဲ့တာကဘာဒီကိုအပြည့်စေခဲ့ပါတယ်။ ဘာဒီကအဲ့ဒီယာတီကတွင်းကို24ကိုတွင်းခဲ့ပြီးထိတ်တန်းကိုတွင်းရှင် ဖြစ်ထိတ်ဆုံးကဟာရီကိန်းနဲ့တကိုးပဲကွာပြီးဒုတိယနေရာရခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနှစ်မှာကိုတွင်းရွှေဖနက်စုမရခဲ့ပေမဲ့ဂရင်းနစ်စင်ကြီးတစ်ခုကိုရခဲ့ပါတယ်ဒါကတော့ United တိုက်စစ်မှုဟောနက်စတာရိုင်းတင်လာတယ်ပရီးမီးယားလိဂ်၁၀ပွဲဆက်ကိုတွင်းစင်ကြီးကိုဂျီမီဗာဒီကဆက်တပွဲနဲ့ချိုးဖြတ်ပြီး record ယူခဲ့တာပါဒါပေမဲ့ Maras ကမန်စီးတီးကိုပြောင်းရွှေ့သွားခဲ့ပြီး Maras နေရာအဆအဆထုတ်ဖို့ Leicester ကိုပြန်ခေါ်ခဲ့တဲ့ကစားသမား Rachi Gizel ကို ပေါင်း၁၀တန်းနဲ့ခေါ်ခဲ့တာဖြစ်ပြီးဒီကစားသမားကမာရစ်နေရာကိုအစာမထိုးနိုင်ခဲ့ပဲ၂၀၂၁မှာတော့အသင်းကနေပြန်လည်ထွက်ခွာသွားခဲ့ပါတယ်မာရစ်ကိုရောင်းထုတ်ခဲ့မှုမှလည်းဗာဒီအတွက်တော့စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်၃ Shakespeare တန်ညာလက်စတာတို့ကအမတ်ပေးဖလားချန်ပီယံဖြစ်စေခဲ့တဲ့နီးပြကိုထုတ်ပြီး Shakespeare တန်ညာကိုခန့်အပ်ခဲ့တော့ကဗာဒီကနီးပြကိုထုတ်ပြလို့အသင်းကနေထွက်မယ်ဆိုတဲ့အတန်တွေထွက်လာခဲ့ပါသေးတယ် Shakespeare တန်ညာနီးပြခဲ့တဲ့ကာလကဗာဒီအတွက်စိတ်ပျက်စရာအတိဖြစ်ခဲ့တဲ့ကာလလို့ဆိုရမှာပါ ရှိစပီးယားတန်ညာကတန်ညာမှုမရှိဘူးစိတ်သက်ပြင်းထန်တယ်လို့တယူတန်နီးပြလည်းဖြစ်ပါတယ်အလျှော်မပေးတတ်တယ်လို့ခေါင်းလဲမာတယ်နီးပြပါဒီမှာဗာရီနဲ့ပြဿနာအဖို့ထည့်လေးတွေရှိခဲ့ပါတယ်တန်ညာရဲ့လက်ထံမှာဗာရီကအရင်လိုမဟုတ်တော့ဘဲ configure နေပါပျောက်လာတယ်အဲ့ဒီယာဒီမှာဗာရီက Premier League မှာ73ဂိုးသာသွင်းနိုင်ခဲ့ပါတယ်ဒါက Champion ဖြစ်ပြီးနောက်ပိုင်းမှာအဆိုးဆုံးမှတ်တမ်းဖြစ်ပါတယ်နီးပြရှိစပီးယားတန်ညာကဗာရီအတွက်စိတ်ပျက်စရာဖြစ်ခဲ့လို့နီးပြသာထွက်မသွားခဲ့ရင်ဗာရီထွက်သွားတော့ပါတယ်။ကံကောင်းလာတာအဲ့ဒီနီးပြကလည်းယာစီကုံတော့အထောက်ခံခဲ့ရပါတယ်။၄ 2018စာချုပ်အခြေအနေ2018တုန်းကဗာဒီရဲ့စာချုပ်အခြေအနေကရှုပ်ထွေးခဲ့ပါတယ်ဗာဒီကစာချုပ်တစ်နှစ်ပဲကျန်တော့တယ်အဲ့ဒီရာသီမှာဗာဒီက118ကိုတွင်ထားတဲ့ကစားသမားပါလက်စတာတို့ချန်ပီယံဖြစ်တဲ့နှစ်ထဲမှာဗာဒီကိုချောင်းနေတဲ့အသင်းတွေကခံရများဗာဒီကိုယ်တိုင်ကလည်းအသင်းရဲ့ရှေ့ကလုံရက်တွေကြောင့်တော်တော်လေးစိတ်ပြတ်နေပြီးအသင်းရဲ့အနာဂတ်ပလန်ကိုဗာဒီမျိုးကိုထုတ်လာတဲ့အချိန်ဒီမှာစာချုပ်အသစ်ကိစ္စကကြန့်ကြာနေတော့အသင်းတိုင်းလိုလိုနဲ့ဗာဒီကသတင်းတွေထွက်တယ် ။ဗာဒီကိုလည်းမီဒီယာတိုင်းကစာချုပ်တတံတိုးမာလာအသင်းပြောင်းမာလာဒီမေးခွန်းတွေပဲမေးလာကြတယ်။နောက်ဆုံးတော့ဗာဒီကိုလက်စတာကညှိနှိုင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့လက်စတာကိုမယုံတဲ့ဗာဒီကစာချုပ်တတံ၄နှစ်တိုးခြင်းနဲ့အသင်းကိုတစ်နှစ်ပဲအရင်တိုးပြီးနောက်ရာသီမှာ၄နှစ်တိုးပေးမယ်ဆိုပြီးညှိနှိုင်းခဲ့ပါတယ်။နောက်ဆုံးသဘောတူညီချက်ကိုတော့ဘလို့ဖြစ်သွားလဲဆိုတာကိုလက်စတာကမထုတ်ပြန်ခဲ့ပါဘူး။ငါ2019 2020ရာသီမှာကစားသမားခေါ်ယူပေးဖို့ပြက်ကွက်ခဲ့ခြင်း ဘာရီကချန်ပီယံဖြစ်တဲ့နှစ်ကတကိုးတဲနဲ့ကတ်လွဲသွားတဲ့ဂိုးသွင်းရှူဖနက်စုကို2019 2020ရာသီမှာရခဲ့ပါတယ်။သူကအဲ့ဒီရာသီမှာ23ဂိုးနဲ့ဂိုးသွင်းစရာကိုဦးဆောင်နိုင်ခဲ့ပါတယ်။ အဲ့ဒီယာတီကဗာရီဒီလိုစွမ်းဆောင်ပြခဲ့ပြီမယ်အဲ့ဒီယာတီမှာတကယ်တမ်းတော့ဗာရီကထောက်ပံ့ကောင်းနေမရခဲ့ပါဘူးအဲ့ဒီတော့ဆက်ကို20ယာတီမှာလက်စတာကလူစားလဲမှုအ ਨੇ စုံအသင်း3သင်းတဲ့ကတသင်းဖြစ်ခဲ့ပါတယ်အကြောင်းပြချက်ကတော့ဒန်ယားကစားသမားတွေများနေလို့ဒါမှမဟုတ်နီးစနစ်ပိုင်းကြောင့်မလဲတာတခုမှမဟုတ်ရပါဘူးတကယ်ကအသင်းကကစားသမားတွေကတတန်းတူးစာချုပ်လက်မှတ်မထိုးကြလို့ပါအသင်းရဲ့လူစင်းကလူစားလဲစရာတော့မရှိသလောက်ဖြစ်နေပြီရှိတဲ့ကစားသမားကိုတုံးရင်ကစားသမားတွေဒန်ယားရလာပါတယ် ဗာရီဆိုလူစားလဲဖို့တော့ခွင့်ရမရပဲပွဲဆက်ကစားရတာကြောင့်ဗာရီပင်မလာခဲ့ပါတယ်။အဲ့ဒီရာသီကအထောင်တိုက်စစ်မှုဆိုလိုဗာရီတယောက်သာလက်စတာမှာလောလောလတ်ရှိတဲ့အထိပါပဲ။6နာချိုကိုရောင်းထုတ်ခြင်း ဘာဒီကနာချိုလိုလူငယ်တိုက်စစ်မှုအသင်မှာရှိတာဟုတော်တော်လေးသဘောကျခဲ့တဲ့သူကနာချိုကအလားအလာရှိတယ်လို့နာချိုကြောင့်ပွဲတချို့သူနားခဲ့ရတာတွေကြောင့်နာချိုကိုအသင်ရဲ့လူငယ်တိုက်စစ်မှုဖြစ်ဘာဒီကရှိစေခြင်းခဲ့ပါတယ်။ဒါကြောင့်လည်းဘာဒီကနာချိုကိုတွေတွင်နိုင်အောင်တတ်နိုင်တယ်လို့ကူညီပေးခဲ့ပါတယ်။ကလပ်ရဲ့အနာဂတ်ပလန်ကိုမြင်တဲ့နာချိုကလက်စတာကိုရောင်းထုတ်လိုက်တာကဘာဒီကိုအကြီးကျယ်စိတ်ပျက်စေခဲ့ပါတယ်။ခုနှစ်တန်းဆင်းရခြင်း2023ရာသီမှာလက်စတာကိုတန်းဆင်းခဲ့ရပါတယ်။ အသင်းကတန်းဆင်းသွားပြီဖြစ်လို့ဗာဒီကိုပရီးမီးယားလိဂ်မှာနေခဲ့ဖို့အသင်းတချို့ကမ်းလှမ်းကြပြီမဲ့ဗာဒီကဒီအသင်းကိုတန်းမြန်တက်အောင်သူကူညီမှဖြစ်မယ်ဆိုတဲ့ခံယူချက်နဲ့အသင်းနဲ့အတူတန်းလိုက်ဆင်းသွားခဲ့ပါတယ်ဒီလိုနဲ့လက်စတာရဲ့ချန်ပီယံရှစ်မှာတရားသီးပဲကြာခဲ့ပြီးဗာဒီကအသင်းကို16ဂိုးအထိသွင်းယူပြီးအသင်းကိုတန်းပြန်တက်အောင်လုပ်ခဲ့ပါတယ်ဒါပေမဲ့တန်းတက်လာတဲ့လက်စတာကအခုချိန်မှာတော့တန်းပြန်ဆင်းသွားရပြန်ပါပြီဒီတစ်ခါတော့ဗာဒီတယောက်အသင်းနဲ့လိုက်မသွားခဲ့တော့ပါဘူးဒီရာသီးလက်စတာအတွက်ဗာဒီက16ဂိုးအထိသွင်းယူပေးထားပါတယ် ဗာရီကလက်စတာကိုဘာကြောင့်သစ္စာရှိတယ်ဆိုတော့ဗာရီကအသက်တော်တော်လေးရမှာအောင်မြင်ခဲ့တဲ့ကစားသမားမလို့ပါသူ့လိုပြောတဲ့ကလပ်ကနေတက်လာတဲ့ကစားသမားကိုနေရာပေးခဲ့တဲ့လက်စတာလက်စတာနဲ့အောင်မြင်ခဲ့တဲ့အောင်မြင်မှုတွေနောက်ပြီးသူတို့အသင်းပိုင်ရှင်ရဲ့ရဟယင်ပြတ်ချမှုစားတဲ့ခံစားချက်မျိုးစုံကဗာရီကိုကလပ်ကနေမထွက်နိုင်အောင်ချီနှောင်ခဲ့ပြီးသားပါဗာရီကအသင်းပေါ်တွေလို့အသင်းကြီးတွေကိုမပြောင်းခဲ့ပါဘူး။လက်စတာနဲ့ရတဲ့ဖလားတွေကိုပဲသူကပို့တံမိုးထားပါဗာရီကလက်စတာနဲ့တူပရီးမီးယားလိဂ်ဖလား၊ FA Cup, Community Tie, ရွှေဖနက်စုအပြင်တခြားစုဖလားတွေနဲ့အဓိကစုဖလားတွေရခဲ့ပါတယ်အသင်းကြီးတင်းရဲ့စုဖလားရတာထက်လက်စတာလိုအသင်းနဲ့ပရီးမီးယားလိဖလားရယူနိုင်တာကိုဂုဏ်တစ်ခုအဖြစ်သတ်မှတ်တဲ့ဗာဒီပါဒီနေ့ video လေးကတော့ဒီလောက်ပါပဲ v rated ဆိုပြီးဆိုတော့ခုကျွန်တော်လည်းပါနောက်ထပ်လည်း video တွေ technical analyze video တွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်ရဲ့ youtube channel လေးကိုလည်း subscribe လုပ်ခဲ့ပြီးကြပါအောင်ခင်ဗျာကောင်းပါမှာ youtube link လေးချပေးထားပါတယ်အားလုံးကိုကျေးဇူးတူးတင်ရှိပါတယ်ခင်ဗျာ